အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေလီတန်တီဖြစ်ပါစို့ဒီနေရာကနေပြီးတော့စုံမကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ညနေမှာတော့ liverpool အသင်းရဲ့အပြောင်းအရွှေ့ဂန်နာလီကြောင့်ကျွန်တော်နေနေလေးပြောမယ်အဲ့တော့လက်ရှိမှာတော့ကျွန်တော် liverpool အသင်းအနေနဲ့တက်ရှိတော့ကျွန်တော်အပြောင်းအရွှေ့မှာတော့တိုက်စစ်ပိုင်း တွက်ဒါကျွန်တော်လက်ရှိလစ်ဗပူးတင်းနဲ့အလုပ်လုပ်ဆောင်နေတဲ့သေးရလို့သိရတယ်ပေါ့အဲ့တော့လစ်ဗပူးတင်းနဲ့လာကျွန်တော်ပထမဆုံးကျွန်တော်လည်းထင်ထားခဲ့တယ်ပေါ့နော်ကျွန်တော်လည်းအမှန်တိုင်းပြောမှာဆိုရင်အဲ့လောက်100%ဒါ FG အဲ့လောက်ဒီပတ်စံသုံးမယ်မထင်ထားခဲ့ပေမဲ့လစ်ဗပူးတင်းနဲ့ကျွန်တော်ဒါဒီနေ့ညရာဒီမှာဒါကျွန်တော်အနေနဲ့သူတို့အနေနဲ့ကြိုက်တဲ့တက်တဲ့တိုက်စင်မှုများရှိရင်တော့ where you own မယ်လို့သိရတယ်ထဲမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်လစ်ဗပူးတင်းနဲ့တိုက်စင်ရှာဘူးတော့ကိုလည်းဆက်လက်ပြီးတော့လုံမဲ့သဘောမှာရှိတယ်လို့ပြောလို့ရတယ်ထဲမှာပါတယ်ပေါ့နော်အဲ့တော့လစ်ဗပူးတင်းနဲ့ခုလက်ရှိဒါကျွန်တော်တိုက်စင်ဝယ်မယ်ဆိုတော့သူတို့အနေနဲ့လက်ရှိရှင်ရဲ့တိုက်စင်မှုတွေကိုရောင်းရမယ်သဘောမှာ ါရှိပါတယ်အဲ့တော့ဒါကျွန်တော်လေဗပူးတင်နေတာတိုက်စစ်မှု၂ယောက်လက်ရှိလေဗပူးတင်မှာရှိရဒီကိုဂျူတာနဲ့ဒါကျွန်တော်တို့ဒါဝေစီနူးနက်စ်ပေါ့နော်အဲ့တော့ဒီကိုဂျူတာနဲ့ဒါဝေစီနူးနက်စ်မှာဒီကိုဂျူတာကသူ့ရဲ့အသင်းဟောင်း ဖြစ်တဲ့ဒါဝုဝသင်းကိုပြန်ပြောင်းဖို့အတွက်လက်ရှိမှာရေပန်းစားနေတဲ့ကစားသမားရဲ့တယောက်ဖြစ်တယ်ဘောနော်သိပြီးတော့ထူးထူးဆန်းဆန်းတော့မဟုတ်ဘူးဒါကျွန်တော်သိကြတယ်ဒါကျွန်တော်တို့မနစ်ခဲဒါမနစ်ဆောင်းရသည်အပြောင်းရွှေ့လောက်မှာကတည်းကဒါဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးဒါကျွန်တော်တို့တော်တော်လေးကိုသတင်းထွက်ခဲ့တာဖြစ်တယ်လို့ပြောလို့ရတဲ့အနေအထားတစ်ခုရှိတယ်ဘောနော်ဒါကြောင့်မို့ဒါလီဗာပူးတင်းနေတဲ့ဒါကျွန်တော်တိုက်ဆက်ပိုင်းအပြောင်းရွှေ့ကိုဒါကျွန်တော်ဘလောက်ထိ inside outside လုပ်နေလဲဆိုတော့ကျွန်တော်တော်တော်လေးကိုစိတ်ဝင်စားတယ်ကြောင့်ဒီနေ့မှာတစ်ချက်တော့ research လုပ်ကြည့်ခဲ့တယ်ဘောနော်အဲ့တော့ လီဗာပူးတင်ကဒါကျွန်တော်တို့လက်ရှိဖတ်ကြည့်ရတော့ဒါလီဗာပူးတင်ရဲ့ journalist တွေရောဒါကျွန်တော်တို့လက်ရှိ athletic ဘက်ကရေးထားတဲ့ journalist တွေမှာလီဗာပူးတင်ရဲ့လက်ရှိလာမယ့်အေးပေါ့လာမယ့်နေရာဒီအပေါင်းရွှေဒုတိယအကြိမ်ပြန်ဖွင့်ခဲ့မယ်ဆိုသူတို့အနေနဲ့ဒါတိုက်စစ်မှုအယောင်းကိုအရင်ဆုံးအားကိုးသွားမှာဖြစ်ပြီးတော့ပြီးတော့မှဒါကျွန်တော်တိုက်စစ်မှုရောင်းတဲ့အဲအေးပေါ့လက်ရှိရှီရင်ဆိုတိုက်စစ်မှုကိုရောင်းလိုက်တဲ့ပတ်စံကနေပြီးတော့ဘလောက်ပြန်ရလဲပေါ့မူတည်ပြီးတော့တိုက်စစ်မှုအစ်တတရကိုထပ်မံပြီးတော့ဝယ်ယူသွားနိုင်ကြောင်းကိုသိရတယ်မှာပါတယ်ဒါပေမဲ့လက်ရှိမှာဒါ tier 3 tier 4ဘက်မှာလက်ရှိလီဗာပူးအသင်းကတော့လက်ရှိတိုက်စစ်မှုတွေထဲမှာတော့ ော့ဒါကျွန်တော်တို့ Manchester United အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိ Chelsea အသင်းတို့နဲ့အပြိုင် Hugo Akatai ကိုခေါ်ယူဖို့တော့စိတ်ဝင်စားနေတယ်။ဒါကျွန်တော်လက်ရှိမှာဒါမနေ့က Telegraph ရဲ့ရေးသားပုံမှာတော်တော်လေးကိုစိတ်ဝင်စားတာကဘာလဲဆိုတော့ Liverpool အသင်းအနေနဲ့ဒါတိုက်စင်မှုရှာဖို့တော့ဖွင့်နေချိန်မှာ Hugo Akatai ကိုတရားဝင်ပုဂ္ဂိုလ်ရေးရာရာသဘောတူညီမှုအတွက်ဒါတောက်လျှောက်စကားတွေပြောဆိုနေပြီဖြစ်ပြီးတော့ Chelsea အသင်းနဲ့ United အသင်းထက်တောင်မှဒီစကားပြောဆိုမှုကပို့ပြီးတော့စောပြီးတော့လမ်းတစ်ခုပေါက်နေပြီဆိုပြီးတော့ Telegraph ကရေးသားထားတာကိုတွေ့ရမယ်။အဲ့တော့ဒီသတင်းကိုတော့လက်ရှိမှာကျွန်တော်အနေနဲ့ TO3D DDO4 level လောက်သတ်မှတ်ခြင်းလို့ပြောပြတယ်။အဲ့တော့ Liverpool တင်းနဲ့ခုလက်ရှိမှာ Tyson မူခေါ်ယူရေးဆိုတော့တေးကြတာတခုဟာသူတို့အနေနဲ့ Tyson မူအရင်ဆုံးရောင်းရမယ်ဒီထားမှရှိတယ်။အဲ့တော့ Diego Jota ကြောင့်နည်းနည်းလေးပြော။ Diego Jota ကိုလက်ရှိမှာ Liverpool တင်းနေနဲ့ဒါကြောင့်သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ Wolf ကိုတင်ကိုပြန်ရောင်းဖို့အတွက်တရားဝင်စကားပြောခွင့်ပေးထားတယ်။ကစားသမားတွေလက်ရှိမှာဒါကျွန်တော်တို့သူတို့ရဲ့အဓိကကစားသမားတွေရဲ့တယောက်ဖြစ်တဲ့ မတ်ယူးစ်ခေါ်တာဆော့သွားတဲ့အချိန်မှာသူတို့ဒီနေဒီကိုဂျူတာကိုအသင်းစီပြန်ခေါ်ခြင်းနဲ့ကစားသမားကစားပုံကတော့ကျွန်တော်နေရာစုံဆော့နိုင်တဲ့ကစားသမားဖြစ်တဲ့တကြောင်မို့လက်ရှိမှာဒါဝူဖ်အသင်းအတွက်တော်တော်လေးအဆင်ပြေမဲ့ကစားသမားတယောက်ဖြစ်တယ်အသက်အရွယ်အဖြစ်ပြန်ကြည့်မယ်ဆို28နှစ်ပဲရှိသေးတဲ့အတွက်ကြောင့်မို့တော်တော်လေးကိုမဆိုးတဲ့ကစားသမားတယောက်လို့ပြောလိုက်ရတယ်ဒါဝူဖ်အသင်းဆိုတဲ့အချိန်ကသူ့ရဲ့အသင်းဟောင်းဖြစ်ခဲ့ရတဲ့ကြောင့်မို့သူ့အနေနဲ့တိတ်ပြီးတော့ဒါထူးထူးခြားခြားဒါကျွန်တော်တို့ဟို ဝေးကွာနေတဲ့ဒါကျွန်တော်လက်ရှိမှာသစိမ်းအသင်းတို့တခုတော့မဟုတ်ဘူးလို့ပြောလို့ရနေတာမှရှိတယ်။အဲ့တော့လက်ရှိမှာဒီဂိုဂျူတာအနေနဲ့အလုံးမဲ့တာ26ပွဲကန်ထားခဲ့ပြီးတော့မှ6 9သွင်းထားတဲ့လီဂိုဖန်နေဒါပေမဲ့လီဂိုဂျူတာနဲ့ဒီပွဲတွေမှာဆိုရင်တော့မှဒါကျွန်တော်လစ်ပတ်ဘူးသင်းတဲ့အာနံပါတ်1ကစားသမားနေပွဲထွက်တယ်နဲ့အဲ့တော့နောက်ပိုင်းမှာဒီဂိုဂျူတာကလည်းပြဿနာကသူ့ရဲ့ဒဏ်ရာ ကိစ္စကတော်တော်လေးကိုများလာခဲ့ပြီးတော့တကယ်တည်းမျက်စနှာကြည့်မယ်တော့ကျွန်တော်ပါစတယ်မှာဗောနော်ဒါဆွန်ဟောင်းမင်ပြီးရင်ဒီကိုဂျူတာကတကယ်ကိုကျွန်တော်တို့က leader finisher တွေမှာတဘောကြဆုံးဖြစ်တယ်အဲ့တော့သူ့အနေနဲ့ဒီကိုဂျူတာမှတ်မှတ်ရရပါတော့သူဒါကျွန်တော်တို့ခြေစွမ်းကောင်းပြီးတာဒဏ်ရာရနေတဲ့အချိန်မှာဒီကိုဂျူတာရဲ့ဒါကြောင့်မထင်မှတ်ပေနဲ့သူ့ရဲ့ခေါင်းတိုက်အတွင်းကိုတို့ကျွန်တော်တရဆက်မြင်ခဲ့ရနှစ်တစ်နှစ်တောင်ရှိခဲ့သေးတယ်အဲ့တော့ဒီကိုဂျူတာကတော့အခုလက်ရှိမှာ Liverpool အသင်းကနေပြီးတော့လက်လွတ်ဖို့အတွက်ဒါ ready ဖြစ်နေပြီအခုလက်ရှိမှာစာချုပ်သက်တမ်းအရဆိုရင်တော့ဒီကိုဂျူတာကဒါကျွန်တော်လက်ရှိနောက်ဆုံးနှစ်နှစ်ထဲရောက်နေပြောချင်တာဒါကျွန်တော်နှစ်နှစ်ဆိုတာဆိုတော့ပတ်စံတောင်းသူခေါင်းနေနေတာတခုပဲ ော့ဒီကိုဂျူတာကိုအခုလက်ရှိမှာလီဗာပူးသင်းကားတာကျွန်တော်ဈေးသတ်မှတ်ထားတာတော်တော်လေးကိုနေတယ်ပေါင်သန်း30ပတ်ချာလေဝင်ညင်ကြပါစေသတ်မှတ်ထားတယ်အဲ့တော့လက်ရှိဖတ်လောက်ကလက်ရှိမှာတော့ကျွန်တော်တို့ယူရိုအဲ့ပေါ့အဲ့ဒါကျွန်တော်တို့ transfer market ရဲ့ဒါတင်ရဆိုရင်တော့ euro တန်း40ဒါကျွန်တော် transfer market ဈေးသတ်မှတ်ထားခဲ့ပေမဲ့ liverpool ဘက်ကအဲ့လောက်ထိတောင်းမှုစီစဉ်မရှိဘူးတို့အနေနဲ့ဒါကျွန်တော် who for တင်တာတကယ်တမ်းဒါကစားသမားနဲ့သဘောတူညီမှုရခဲ့မယ်ဆိုတော့ပေါင်တန်း30 25ပတ်ချာလဲဝင်းကျင်ကြတယ်ဒီကစားသမားအသင်းကနေရောင်းထုတ်သွားဖို့တပြင်ဆင်လာခဲ့တယ်အလက်ရှိမှာဒါကျွန်တော် who for တင်ကိုလဲဒါကျွန်တော်တို့လက်ရှိကစားသမားကိုလဲဒါအသင်းဟောင်းကိုပြန်စီခြင်းနဲ့စိတ်ကြောင့်မို့ liverpool တင်ကတော့အလွန်ကျွန်ဈေးမတင်ထားတာလို့သိရတယ်မှာပါတယ်လက်ရှိမှာ diego jota ကိုစိတ်ဝင်စားတဲ့နောက်တဲ့ club တစ်ခုကတော့ဒါကျွန်တော် brian m1 ကိုမကြခင်မှာ social ချုံပွဲရာရှိနေတဲ့ဒါ Bradford အသင်းမှာဖြစ်ပါတယ် Bradford အသင်းနဲ့ Brian Amwamu ဒါအသင်းကနေထွက်ခွာခဲ့မယ်ဆိုရင်တော့ Diego Jota နဲ့အစားထိုးဖို့အတွက်စီစဉ်နေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ် Diego Jota ခုနပြောလို့ဒါပေါင်တန်း30နဲ့30ပတ်ချာလဲဝင်းညင်ညာရနိုင်တဲ့ဈေးဖြစ်တဲ့အတွက်ကြောင့်မလို့အသင်းနေနေလည်းခုလက်ရှိမှာဒီကစားသမားကိုစိတ်ဝင်စားနေတယ်တကယ်နဲ့ခုနပြောတချို့သောကောလာဟာလာတွေမှာတချို့ဒါကျွန်တော်တိတလောက်ပေါ့နော်ဒါကျွန်တော်တို့ Bundesliga ကဒါကျွန်တော်အသင်းတချို့ကလည်းဒီကစားသမားကိုစိတ်ဝင်စားနေဆိုတဲ့သတင်းတွေထွက်ပေါ်နေခဲ့တယ်အဲ့တော့ Diego Jota ကအမှတ်မထင်လက်ရှိမှာ Liverpool ရဲ့သတ်မှတ်ထားတဲ့ဈေးကြောင့်ကစားသမားရဲ့ experience ကြ ောင်းရင်လက်ရှိမှာအသင်းတော်များအလူရှိနေတယ်မှာပါအဲ့ဒီတင်းကိုလက်ရှိလူတော်များမတင်ပြတာတွေ့ကျွန်တော်တင်ပြတာဖြစ်တော့ဒီမှာလစ်ဗာပူးတင်တာနောက်ထပ်တစ်ယောက်ကဒါဝင်စီနူးနက်စ်ပေါ့နော်ဒါဝင်နူးနက်စ်ကိုလက်ရှိမှာလစ်ဗာပူးအသင်းနေနေဒါပေါင်တန်း60ပတ်ကြာလဲဝင်ကျင်ကြရမယ်ဆိုရင်တော့ရောင်းချခြင်းနဲ့ဆိုတဲ့ပုံစံမျိုးတွေတင်းနေထွက်နေခဲ့တယ်ဒါဝင်နူးနက်စ်ကိုဒါပရိသတ်တချို့ကတန်ရုံးစီရှိပြီးဒါပေမဲ့ပေါင်တန်း60ပတ်ကြာလဲဝင်ကျင်ကြတာရခဲ့မယ်ဆိုရင်တော့ပရိသတ်တော်များလည်းရောင်းစီခြင်းတယ်နောက်ဆုံးဒေးဗစ်အော်စိန်တာမနစ်ကဆောင်းရသည့်အပြောင်းရှိမှာပြောခဲ့တယ်လို့ပဲသူ့အနေနဲ့ဒီကစားသမားကိုဒါအယ်ဟီလေးဘက်ကအလိုရှိခဲ့ပြီးတရဝင်းပေါင်တန်း60 ယ်ပတ်ကြတဲ့ဝင်ဂျင်ဂျာတရဝင်ကန်းလန့်ခဲ့မယ်လီဗာပူးသင်းနဲ့အာနီစလော့ရဲ့ဖလားရတဲ့အဲတော့ကမမဲ့ချန်ပီယံလိဂ်ကလည်းမထွက်သေးတဲ့အတွက်ကြောင့်တို့တို့အနေနဲ့ဒါလက်ရှိလီဗာပူးရဲ့ squad ကို unbalance ဖြစ်သွားမှာဆိုတဲ့ကြောင့်လီဗာပူးသင်းကလုံးဝမရောင်းချခဲ့ဘူးပေါ့နော်အဲ့တော့ဒါဝင်နူးစ်ကအဲတော့ကတော့ရောင်းချခဲ့မှာပေါင်သန်း60ဝင်ဂျင်ဂျာရခဲ့မှာဖြစ်ပရိသတ်တွေတော့အဲတော့ကနှစ်မျောခဲ့တာဒါပေမဲ့ဒါဝင်နူးစ်ကလည်းကျွန်တော်ပရိသတ်တွေကချင်းဝေးပါကြပါအဲ့တော့လီဗာပူးသင်းနဲ့ဒါကျွန်တော်လက်ရှိဒီတိုက်စစ်မှု2ရောင်းရဲ့အယောင်းကနေပြီးတော့အနည်းဆုံးပေါင်သန်း80လောက်ပြင်ရဖို့အတွက်လီဗာပူးသင်းကမျောလင့်နေအဲ့တော့ လီနီယာကနေပြင်ရခဲ့အဲ့လောက်သာပြင်ရခဲ့မှာဆိုလီဗာပူးတင်းကဟျူဂိုအက်ကတက်ကိုခေါ်ဖို့အတွက် ready ပြင်ထားတဲ့သဘောမှာရှိတယ်အဲ့တော့ဟျူဂိုအက်ကတက်ကိုလက်ရှိမှာလီဗာပူးတင်းကဒါကျွန်တော်ဖတ်မိရတော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ချက်ဆီအသင်းတို့ကိုကြော်ပြီးတော့သူတို့အနေနဲ့ဒါကစားသမားနဲ့ဆွေးနွေးတာလမ်းတစ်ခုပေါက်နေပြီဆိုပြီး Telegraph ကရေးသားထားခဲ့တယ်ဒါပေမဲ့အဲ့ဒါက tier 3 tier 4 level မှာကြုတ်ချက်လိပြီးယုံကြပါလို့ပြောလို့အဲ့တော့လီဗာပူးတင်းရဲ့လက်ရှိအကြီးမားဆုံးဒါကျွန်တော် target ကဒီနှစ်ညရဒီမှာဘောနောကျွန်တော်အမြင်ကပြောရမယ်ဆိုရင်သူ့အနေနဲ့ Florian Risk ကိုမခေါ်ခင်တဲ့အချိန်မှာ Alexander Isak ဖြစ်ခဲ့တယ်ဒါပေမဲ့မထင်မှတ်ပဲနဲ့ Newcastle United အသင်းကချန်ပီယံလိဝင်သွားခဲ့တဲ့တို့ကြောင့်အီဆက်ကလက်ရှိဒါယူကာဆယ်အသင်းမှာတနစ်ဆက်နေမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားခဲ့တယ်အဲ့တော့လက်ရှိနောက်ဆုံးဖတ်အက်လောက်ကပေါ့နော်လီဗာပူးအသင်းကခုလက်ရှိမှာတိုက်စစ်နေရအတွက်ဒါလုံးဝကိုလက်မလျှော့သေးဘူးလို့ကျွန်တော်တို့အနေနဲ့သိရတယ်မှာပါတယ်အထူးသဖြင့်အလက်ဇန္ဒားအီဆက်ပေါ့နော်အီဆက်ကိုလက်ရှိမှာဒါကျွန်တော်တို့လုံးဝကိုဒါကျွန်တော်တို့လီဗာပူးဘက်ကနေပြီးတော့လက်လျှော့ဖို့အတွက်အစီအစဉ်မရှိသေးပေနဲ့ဒီနှစ်မှာဟူကိုအက်ကတိုက်ကိုမဝယ်ခဲ့ဘူးဆိုရင်ဒီ6လအတွင်းမှာသူတို့ချက်ကြည့်မယ်အီဆက်အနေနဲ့လက်ရှိမှာဒါကျွန်တော်6လအတွင်းမှာယူကာဆယ်ယူနိုက်တက်နဲ့အဆင်မပြေဖြစ်ခဲ့မယ်ဆိုရင်တော့လာမယ့်ဆောင်းရာသီအပြ ောင်းရွှေ့မှာလီဗာပူးသင်းနဲ့အီဆက်အတွက်ရွှေ့သွားနိုင်တယ်ဆိုတဲ့သတင်းထွက်လာအဲ့တော့တချို့သောကောလာဟာလိုင်းမှာလက်ရှိမှာဖလော်ရီယန်ရစ်နဲ့ပဲဒါကျွန်တော်တို့ အဲတရင်ကြီးအရာဒီကစားသမားကိုပဲဒါကျွန်တော်တို့အဲ force nine ပုံစံမျိုးနဲ့ပဲဆော့သွားနိုင်နေဆိုတရင်ထွက်လာခဲ့တယ်ဒါပေမဲ့လက်ရှိချိန်မှာ Hugo Agatat ကို Liverpool အသင်းနဲ့တရားဝင်ချိတ်ဆက်နေတယ်ဆိုတော့ the king ကတော့လုံးဝ reality ဖြစ်တယ်ဒါကလုံးဝဒါ tier 2 tier 3 level တန်နေပေါ့လက်ရှိမှာအခြေအနေကောင်းနေတယ်ဆိုတော့ tier 3 tier 4 level အဲ့တော့ Liverpool အသင်းနဲ့လက်ရှိမှာတေချာရ Liverpool အသင်းရဲ့လက်ရှိတိုက်စစ်မှုနှစ်ယောက်ကတော့ Liverpool အသင်းကဒီနှစ်မှာဘာပိုင်လောက်ဝဖို့ရာခိုင်နှုန်းတွေများတယ်ဒါပြကျွန်တော်မထင်မှတ်တဲ့ဒါလက်ရှိမှာအပြောင်းအရွှေ့လည်းဖြစ်လာနိုင်တယ်အခုလက်ရှိမှာ Luis Diaz ကတော်တော်လေးကို hot prospect ဖြစ်နေတယ် Luis Diaz ကို ခုလက်ရှိမှာဒါကျွန်တော်ဘာစလုနာအသင်းနဲ့ဘိုင်ယန်အသင်းနှစ်သင်းလုံးကစိတ်ဝင်စားနေတယ်။ဘိုင်ယန်မြို့အသင်းကလက်ရှိမှာနီကိုဝီလီယန်သာသူတို့ခေါ်ယူဖို့အတွက်အဆင်မပြေခဲ့နိုင်ဘူးဆိုရင်တော့လူးဝစ်ဇီယက်ဘက်ကိုလှည့်လာမယ်ဆိုတဲ့သတင်းထွက်လာ။အခုလက်ရှိမှာတည်ကြတယ်ဘိုင်ယန်မြို့ကသူတို့ရဲ့အဓိကတောင်းပန်ကစားဖြစ်တဲ့လီဗိုက်စာနေကိုလည်းဆုံးရှုံးထားတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဒီလက်ဝင်းနေရာကိုကောင်းကောင်းလေးဖြစ်တင်းကျင်တဲ့သဘောမှရှိပါတယ်။အဲ့တော့ဒါလီဗာပူးအသင်းကလူးဝစ်ဇီယက်ကိုပေါင်တန်း60အနည်းဆုံးသေးသမှတ်ထားတာပြေးရမယ်။ဒါပေမဲ့ကောလာဟာလာဒီထက်တောင်ပိုပြီးမြင့်တဲ့စီးတစ်ခုအောင်သတ်မှတ်နိုင်တယ်ဆိုတဲ့သတင်းထွက်လာခဲ့ပြီ။အဲ့တော့ဒါဒီထဲမှာမှဘေယာကအမှန်ဖြစ် င်မှာကျွန်တော်ချက်တော့စောင့်ကြည့်ရမယ်အခုလက်ရှိချင်းတော့ဒီ day မသိရသေးဘူးဘာစနာကွန်မရှင်တို့ပေါင်တန်း60တက်မှတ်တာဘာလို့ဆိုဘာစနာက IC မပေးနိုင်ဘူးပေါ့နော်အဲ့တော့ဘိုင်ယန်များရောက်လာခဲ့မယ်ဆိုရင်တော့အပြောင်းရွှေ့စည်းတစ်ခုပြောင်းတော့ဘာလို့ဆိုဘိုင်ယန်ကပေါင်တန်း60ပေးနိုင်တာဟုတ်အဲ့တော့ဘာဒီဘလို့ဖြစ်လာမလဲလက်ရှိမှာစောင့်ကြည့်ရတယ်ဒါပေမဲ့ Liverpool တင်းရဲ့လက်ရှိတိုက်စင်မှုခေါ်ယူရခြင်းတွေကဒီနေ့နွေရာသီမှာဖြစ်သွားနိုင်တဲ့အနေအထားတစ်ခုမှာဆက်လက်ပြီးတော့ရှိသေးပါတယ်လို့ပြောပြရစီအဲ့တော့ဒီလောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတော့ပေါင်ကူညီလို့ရပါတယ်များများလေးလက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆို ဆိုရင် DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကိုညီပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေးလေး clip ဖို့မမေ့ကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း YouTube Sport Media 3.0ဆိုရင် DB4U ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကိုညီပြလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်များများလေး clip ဖို့မမေ့ကြပါနဲ့ဦးများများ clip မှာမမြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုတူပါနဲ့ကောင်းမွန်သောနေ့တွေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှာ AC တွေ့ကြတာပေါ့ဒီဖို့ဗျာ